အစိတ်ပင်ရေမလောင်းတဲ့ကလားစိုးတို့ကသူတို့ဆိုင်များတွင်ခွန်ရှိချောက်ဟူသောတင်ဂေတလာချမ်းနှင့်ကျဲတင်ဂေတများပြုလုပ်ထားကြရာရင်းဆိုင်များမှာဈေးမဝယ်ပဲမြန်မာတိုင်းရင်းသားပိုင်းဆိုင်များမှာသာဈေးဝယ်တင်ပါသည် ကလားစိုးတို့ဆိုင်မှာဈေးဝယ်လျင်အစိတ်ပင်ရေလောင်းသည်နှင့်တူပါတယ်တခါက ကဘာကျော်မင်းကွန်တိပိတကဆရာတော်ဘုရားကြီးတပည့်ယဟန်ငယ်များအလားဆိုင်များမှာအစာအုပ်ပစ္စည်းများဝယ်ခဲ့ကြသဖြင့်ဆရာတော်ဘုရားကြီးကဘုရားဘာသာဆိုင်ကတဆက်အမျက်ယူပြီးဘာသာကြားကလားဆိုင်ကတကြက်ဘက်အမျက်ယူတယ်ဆိုရင်တော့ဦးဇင်းတို့ဘုရားဘာသာတိုင်းရင်းသားဆိုင်မှာပဲဇီးဝယ်ရမယ်။ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီဘုရားဘာသာဈေးဆိုင်တွေယူလိုက်တဲ့အမျက်၁၀က ဗုဒ္ဓဘာသာဖះเจ้าဟာဒေစီကိုပဲပြန်ရောက်มาဘာသာကြကလားတွေယူလိုက်တဲ့အမျက်တကြက်ကြတော့ဥစင်းတို့လေပင်ကိုကြိုးကွင်းဆွမဲ့နေရရောက်သွားมาဆိုပြီးတော့မိန်တော်မူခဲ့ပါတယ်ဒါကဗဒ္ဒနာတိလတိလခန္ဓာဘိဝန္တဤအနှစ်တရာမှတ်တမ်းလွာစာမျက်နှာ210မှာရေးထားတာဖြစ်ပါတယ်။အော်ကဘာကျော် ဆရာတော်ကြီးလဲကို့အမျိုးကို့ဘာသာအတွက်ရတတ်မအေးရှာပါတကားသို့တော်လဲကုံမာဆိုင်အထဲဆိုင်ဆက်ပစ္စည်းဆိုင်စားသောက်ဆိုင်မြန်မာဆိုင်စသောစီးပွားရေးလုပ်ငန်းအလုံးရင်းတို့ပါဇက်ထဲမှာဝါမျိုးခံထားရ၍မြန်မာပိုင်ဆိုင်များနေပါလှသဖြင့်ကလာတို့ဤဆိုင်များမှာဈေးမဝယ်ယုံသာမကများစွာဈေးမဝယ်ယုံသာမကမြန်မာဆိုင်ပေါင်းများစွာတည်ထောင်ဖို့လဲ လိုအပ်ပါတယ်မြမပြည်မှာဖြစ်လျက်မြမပိုင်ဆိုင်မရှိလို့ကလားဆိုင်မှာဝယ်ရတာလဲရင်နာစရာမိမိတို့ဤကြီးကျယ်သောဉာဏ်ပြင်းချက်တာဖြစ်ပါတယ်ဤစာကိုဖတ်ရှုပြီးဘာသာရေးလူမှုရေးပြဿနာများမဖြစ်ပွားစေပဲကိုယ့်အမျိုးကိုယ့်ဘာသာ မကွယ်ပြောက်အောင်အချင်းချင်းစီယုံခြင်းပညာပေးခြင်းတို့ဖြင့်ဘက်ပေါင်းစုံကစူးစမ်းသင့်ပါတယ်အကယ်၍မစူးစမ်းပဲခက်ပော့ပော့နေကြလျင်ဖြင့် တစ်ချိန်ကတနိုင်ငံလုံးဗုဒ္ဓဘာသာဖြစ်ခဲ့ကြတော့အိန္ဒိယနိုင်ငံနဲ့အင်ဒိုနီးရှားနိုင်ငံတို့လို လူစပကြီးလို့ခေါ်တဲ့မွတ်စလင်ကလားစိုးတို့ဤဝါမျိုးချင်းကိုလှလှကြီးခံကြရမှာမလွဲပါဘူးခမညာကဲဒါလေးကတော့နော်ဘယ်စားဦးတွေရလဲဆိုတော့တိုင်းရင်းသားများအတွက်တမိုင်းပေးတဲ့သင်ငန်းစာစားဦးထဲက ဖြစ်ပါတယ်ဆက်မှန်ပြီးတော့ဝင်ပြပေးသွားပါမယ်เนาะအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မဟာဗမာဂျင်းကျော်လင် ဖြစ်ပါတယ်